လက်ရှိအခြေအနေမှာ World War 3ဖြစ်မယ်လို့အခုအနေနဲ့ထင်လားဒါမှမဟုတ်ဖြစ်နေပြီလို့ထင်ထင်လားပေါ့နော်အမှန်တမ်းပြောမယ်ဆိုလို့ရှင်တော့လက်ရှိအခြေအနေကကျတို့ World War 3ကဖြစ်နေတယ်လို့ပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်အဲ့လိုမျိုးအယူဆတယ်မှာပါတယ်ဘယ်အချိန်မှာဘယ်လိုစမှာလဲမဟုတ်အခုကဒီ Ukraine ကို Russia နေစပြီးတိုက်လိုက်တဲ့အချိန်နေစပြီးတကယ်တကယ်တော့အဲ့ဒါကကျွန်တော်အရင်တော့ဒီ Germany က Poland စပြီးကျူးကျော်တဲ့ပုံစံမျိုးပေါ့နော်ဒုတိယကမ္ဘာစစ်တုန်းကအဲ့လိုပုံစံမျိုးပဲဟိုစစ်ကဖြည်း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 ချင်းနေရာပေါင်းစုံမှာပုံစံအမျိုးမျိုးနဲ့ဖြစ်နေတာပဲ စိတ်ထဲမှာကျွန်တော်ကဒီစစ်ကာလအတွင်းမှာနေနေရတဲ့အတွက်ကြောင့်မတည်မငြိမ်မှုကဘာကြီးဒီချင်းတွေမှာနေနေရတဲ့အတွက်ကြောင့်တိကျတာမသိတာပေါ့နော်။နေရာပေါင်းစုံမှာပုံစံမျိုးမျိုးနဲ့စစ်ကာဖြစ်နေကြတာပဲ။နောက်နိုင်ငံတွေကလည်းကျွန်တော်စီးရေးသုံးစိတ်တွေမြင့်လာကြတာပေါ့နော်။အခုနောက်ပိုင်း ပိုလည်းဒီရှေ့လျှောက်ပေါ့နော်ပိုပြီးမြင့်မော်ပဲရှိတယ်လက်ရှိချိန်မှာပေါ့နော်။နောက်မဟာမိတ်နိုင်ငံတွေကလည်းအချင်းချင်းပိုပြီးတော့တောင်းတတောင်းတဲ့တစ်ခုဖြစ်မယ်ဆိုလို့ရှိရင်မင်းလည်းကူညီအောင်ပေါ့နော်။ကိုယ်နဲ့အဆင်ပြေမဲ့နိုင်ငံတွေနဲ့လက်တွဲထားကြတာများတာပေါ့နော်။ဥပမာအီရန်ဆိုရင်မြောက်ကိုရီးယားတော့အခုရုရှားတော့တရွေးဖြစ်နေတာပေါ့နော်။တို့ကနော်ကျွန်တော်နေတိုးနိုင်ငံတွေလည်းတစ်ဖွဲ့ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်သဘောကျတာကတော့ဒီဒေါ်ရှော့ပေါ့နော်။ကို့အချင်းတွေကိုဘယ်ဘက်မှမပါဘဲနဲ့ဂျာနီနိုင်ငံဖြစ်ထိန်းထားတဲ့နိုင်ငံပေါ့နော်။ဆွစ်ဇာလန်နိုင်ငံအရင်ကဆွီဒင်ကလည်းအဲ့လိုပဲ။ဆွီဒင်ကကြတော့ ကျွန်တော်အခုနောက်ပိုင်းနေတိုတဲ့ဝင်သွားပြီပေါ့နော်အဲ့တော့လက်ရှိချိန်မှာဆိုရင်နိုင်ငံအများကြီးမကြံတော့ဂျာနီနိုင်ငံအဲ့တော့ဆွစ်ဇာလန်နိုင်ငံတော်တော်လေးကိုအခုအချိန်ထိပေါ့နော်နောက်လည်းဒီပုံစံဆက်ပြီးတော့ထိန်းထားမဲ့ပုံစံပဲဂျာနီအချိန်နေပေါ့နော်အဲ့တော့ဒီတိကအခုကဆွစ်ဇာလန်ပြန်လာမကြသေးဘူးဆိုတော့ဟိုမှာတို့အချိန်ကဘယ်လိုရှိလဲအဲ့ပြည်တွင်းမှာဆွစ်ဇာလန်မှာဟုတ်ကဲ့ဟုတ်ကဲ့ဟောပါ ကျွန်တော်ဟိုဆစ်လူမျိုးနဲ့အောင်တဲ့ဟိုစကားပြောခဲ့ပေါ့နော်တကယ်သူတို့ကလည်းစိုးရိမ်နေပြတည်လား World War 3အကြီးအကျယ်ဖြစ်လာမယ်ဆိုရင်သူတို့ဆွစ်ဇာလန်နိုင်ငံကဂျာမနီနိုင်ငံဆိုပြီးမဲ့လည်းပြတည်လားယူရိုနိုင်ငံတွေကတနိုင်ငံနဲ့တနိုင်ငံတွေကနင်းနီးလေးတွေပေါ့နော်နင်းနီးလေးဆိုတော့သူကဟိုသူတို့နိုင်ငံကိုလည်းဟိုထိခိုက်မှုတွေဖြစ်ဖြစ်လာနိုင်မှာကိုကြောက်လို့တော့မှသူကဘယ်လိုအောင်ပြောလဲဆိုရင်ဒါဒါဟိုဒီဒီအမိတ်ဆွေပေါ့နော်အာရှနိုင်ငံတွေမှာတွားခိုးလုံတင့်လာပေါ့နော်အဲ့လိုမျိုးတွေတောင်ကြိုးစင်းစားနေရပေါ့နော်အဲ့တော့ဟို အကိုလည်းဘယ်လိုမြင်လဲမသိဘူးပေါ့နော်ဒီအာရှမှာပိုဆေးဖြစ်လာပေါ့နော်အဲ့ဒါတော့တော့လက်ရှိအခြေအနေနဲ့ကမ္ဘာအခြေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်အရင်တော့တမိုင်းဝယ်ပြန်ကြည့်မယ်ဆိုရင်စစ်ပွဲတွေကဥရောပမှာတအားဟိုဘယ်လိုပြောမလဲပထမကမ္ဘာစစ်ကောဒုတိယကမ္ဘာစစ်ကောပေါ့နော်တော့ရှော့စစ်ပွဲရဲ့တကယ့်အခြေခံဖြစ်တဲ့နေရာကတော့ကျွန်အဲဥရောပပို့ပြီးတော့များဥရောပအထိနာတာပေါ့နော်ဒုတိယကမ္ဘာစစ်ကတော့အာရှစစ်မျက်နှာပြန်လဲပါတယ်ဆိုပေမဲ့ပေါ့နော်ဒီတစ်ခေါက်ဒီတစ်ကြိမ်ကတော့ဒီပုံစံတိုင်းဆိုရင်တော့ ကျွန်တော်ဒီအာရှနိုင်ငံတွေအဲ့လောက်ကြီးစိုးစိုးဝိုင်းပြဿနာဖြစ်စရာမရှိဘူးဒါမဲ့သတိထားမှာအာရှမှာလည်းကျွန်တော်ထိုင်ဝမ်နဲ့တရုတ်ဆိုတာရှိတယ်နောက်တရုတ်နဲ့အိန္ဒိယဆိုတာရှိတယ်အဲ့ဒါတကယ်နိုင်ငံကြီးတွေပြဿနာဖြစ်နိုင်တဲ့နေရာပေါ့နော်နောက်ကိုရီးယားကျွန်းဆက်ဆိုလည်းတကယ်အာရှပဲအာရှမှာလုံခြုံလားဆိုတော့အဲ့လောက်ကြီးတော့ပြောလို့မရအောင်အမကန်ချက်မရှိဘူးတကဘာလုံးပါဘောနော်ခုနကဆွစ်ဇာလန်လိုနိုင်ငံမျိုးကတော့ဒီတကြိမ်ရောဆက်လက်ပြီးတော့ထိန်းနိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းတာဘောနော်ဒီဒီသွားတော့ဟာတဲတာဟိုတယ်မှာတဲရလားအတိအိမ်မှာတဲရလား ကျွန်တော်ဟိုကျွန်တော်ဆရာကြီးမှာတွားနေရဗျာဟုတ်သူကအဲ့ဒီအောက်မှာဟိုပါလာကျွန်တော်ဘုံကိုကျင်းနေပါလေပါလာဟုတ်တယ်အဲ့ဒါပေါ့နော်ကျွန်တော်တို့ဒီအဲတောင်တတောင်တွားလဲကြတာပေါ့နော်တည့်ရက်ပေါ့နော်အတူတူပေါ့နော် तू तू သူရဲ့မိတ်ဆွေနဲ့ကျွန်တော်နဲ့တောင်တတောင်တွားလဲတဲ့အခါမှာအဲ့ဒီကားထဲမှာပါလာတဲ့သူတယောက်ဟာ Swiss ပေါ့နော် तू ကဘယ်လိုပြောလဲဆိုရင် ဒီဆွစ်ဇာလန်နိုင်ငံမှာကြတော့သူတို့စစ်မှုထမ်းထမ်းရတယ်ပေါ့နော်လူတော်တော်များစစ်မှုထမ်းရတယ်ဟုတ်တယ်စစ်မှုထမ်းအမေရှိဟုတ်တယ်ကျွန်တော်ပေါ့နော် तू तू ကအခုအသက်နည်းနည်းလေးကြီးလာတဲ့အခါမှာစစ်မှုမထမ်းရတာကိုပေါ့နော် तू ကစိတ်ညစ်နေရသလား तू तू အတွက်စစ်မှုထမ်းရမလို့ဆိုတာဟုတ်တယ် तू तू ကစစ်တိုက်ဆံမလို့လုံးဝသူတို့နိုင်ငံစစ်တိုက်ဆံမလို့ဒါပေမဲ့သူတို့နိုင်ငံမှာစစ်မှုထမ်းရတာကပြောရမယ်ဆိုရင် holiday ထွက်နေရတဲ့အတူတူပဲကိုကဟိုတနေ့မှာအဲတလနလစစ်မှုထမ်းရရင်ထားပါတော့အဲ့တော့အဲ့တလနလကစစ်မှုထမ်းတဲ့အခါမှာပတ်စံလည်ရတယ် ပြီးရင် तू อ่ะအဲ့လိုအော်ဟိုဆမ် excited ဖြစ်ဖြစ်ရမယ့်ဟာတွေအများကြီးလောက်ရတဲ့အဲ့အတွက်ကြောင့်ပေါ့နော် तू อ่ะပြောတာဟာငါစစ်တပ်ထဲမှာတော့အရာမှငါတကယ်လေးပြင်းစရာကြီးပေါ့နော် my my holidays gone ပေါ့နော် तू อ่ะအဲ့လိုမျိုးတတိယကိုစရင်မှပြောနေရပေါ့နော်ပြီးရင် twine twine နဲ့ဒီတောင်ဒီမှာဆိုရင်ဘုံခို့ တဲ့နေရာတွေပေါ့နော်အဲ့လိုမျိုးသူကစစ်စစ်လန်ကတောင်တန်းတွေအရန်များတော့ပေါ့နော်တောင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 ်နဲ့ကြားမှာပေါ့နော်အဲ့လိုထန်းနေအများကြီးစောက်တာအဲ့တော့အကိုရောအဲ့လေးလာမိလာတော့မသိဘူးပေါ့နော်သူကလေကျွန်တော်တီးသလောက်ဆိုရင်အဲ့တောင်နေမှာသူကအဲ့ဒီခုနကလဘုံကိုကြည့်နေတော့ပြန်ပြီးတော့တိုက်ခိုက်မဲ့နေရာတွေနော်တော့ကအေးပုံစံလေးတဲပုံစံလေးလောက်တာတကယ်တကယ်အထဲမှာတကယ်ကိုပြန်ပြီးတော့ပြစ်လို့ရတဲ့အခြေအနေပေါ့နော်စစ်သားတွေကအဆအဲ့လိုပုံစံမျိုးစောက်ထားတယ်နောက်ပြီးတော့ ကျွန်တော်တည်တလို့ဆိုဥပဒေကတော့ဘယ်အချိန်တော့ပြတ်သွားဆိုအတိအကျတော့မသိဘူးเนาะ2006ခုနှစ်လောက်ထင်ပါတယ်အဲ့လောက်မှမှဥပဒေဖြတ်ပေးလိုက်တာမဟုတ်ဘူးဆိုရင်အိမ်ဆောက်မယ်ဆိုလို့ရှိရင်အိမ်အောက်ခြေမှာဘုံကိုချင်းပေါ့เนาะအဲ့ဒါမျိုးကစားသွားစောက်ခိုင်းတယ်တခြားနိုင်ငံတွေလည်းစစ်လည်းမဖြစ်ဘူးတကယ်လို့များတခြားနိုင်ငံလာကျူးကျော်မယ်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့ခုခံမယ်အဲ့လိုပုံစံမျိုးပေါ့เนาะအရင်တည်းကဒါပေမဲ့ဟိုဒူရက်ကဘာစစ်တုံးကသူ့ဘေးနားနိုင်ငံကြီးကြီးလိုက်မယ်ဆိုသိတာသူ့ဘေးနားမှာပြင်သစ်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ဂျာမနီရှိမယ်တကယ်နိုင်ငံတော့အောက်မှာအီတလီနဲ့ဆက်နေတယ်နော်ဒီဘက်မှာအော်စတြေးလျရှိမှာပေါ့နော် အဲ့ဘေးနားနိုင်ငံတွေတကယ်ဆီအိုင်းနိုင်ငံတွေကျွန်ပြင်သစ်ဆိုတာကြတော့နပိုလီယန်လက်ထက်တုန်းကတော့ဘေးပုံချင်းနိုင်ငံတွေအကုန်လုံးကျူးကျော်တာပေါ့နော်။နောက်နာဇီဂျာမနီဆိုတာဟစ်တလာတုန်းကလည်းအဲ့လိုပဲပေါ့နော်။ဆွစ်ဇာလန်ကျူးကျော်ဖို့သူတို့ကလုပ်တယ်။ဒါပေမဲ့ဆွစ်ဇာလန်ကျူးကျော်လို့မရဘူး။တဘာဝအရာတော့တောင်နေရအများကြီးဖြစ်တော့တားခတ်တာပေါ့နော်။တမိုင်းပညာရှင်တွေကပြောလဲဆိုတော့ဒီတောင်တွေကိုကြောက်တာမဟုတ်ဘူးနော်ဟစ်တလာ။အထက်ကဆွစ်ဇာလန်နာမည်ကြီးတာဟာဘန်။ဘန်တွေကနာမည်ကြီးတော့ဘန်တွေမှာဒီနာဇီဂျာမနီတွေကသူတို့ရဲ့ပတ်စံတွေကိုအများကြီးထားရတယ်ပေါ့နော်။အဲ့တော့ အဲ့ဒီပတ်စံတွေကစစ်ဖြစ်မှာဆိုပတ်စံဒါကကုန်တော့အဲ့တော့ဒီ Switzerland ဘန်တွေအခုချင်းဒီလည်းနာမည်ကြီးတာဗောနော်ဒီတရင်အချက်လက်လုံးဝဘသူကဘလောက်ထားရဆိုတော့လုံးဝပိတ်ထားတာဗောနော်မပြောပြဘူးဗောနော်အဲ့ဒါကြောင့်မို့အဲ့ဒီမှာအများကြီးရှိတယ်ဗောနော်ဟောဒီ Switzerland နိုင်ငံတော့အဲ့ဒါကြောင့်မို့ဘသူမှမကျူးကျော်ကြဘူးဆိုပြီးတော့တော်တော်လေးဒူရက်ကဘာစင်မှာလဲအဲ့လိုမျိုးမဖြစ်လိုက်ဘူးပေါ့နော်ဘယ်ဖွဲ့မှမပါဘူးနော်ဟုတ်ဟိုအရင်တော့အဲ့မတိုင်ခင်တုန်းကတော့ပြဿနာတွေမှာတော့ဝင်ပါခဲ့ဘူးတာပေါ့နော်အေး1800ကျော်လောက်တည်းကသူကဆုံးဖြတ်ချက်ချလိုက်တာပေါ့နော်ငါကဘာရဲ့ဘေးပြဿနာတွေမှာ ဘသူနဲ့မှလည်းမပေါင်းတော့ဘူးဘသူနဲ့မှလည်းပြဿနာဘာပဲဖြစ်ဖြစ် तू ကတော့သူ့နိုင်ငံကိုကာကွယ်ရုံးအောင်လေလို့ဟိုပြဿနာအဖြစ်မခံတော့ဘူးပေါ့နော် तू အဲ့လိုပုံစံမျိုးဒါပေမဲ့တပြိုင်နက်မှာပဲစီရီကိုအကြီးကျယ်တိဆောက်တယ်နောက်သူ့ရဲ့စစ်လက်နက်ပစ္စည်းတွေအားလည်းတကဘာလုံးအကြီးကျယ်တင်ပို့နိုင်ငံ60ကျော်လောက်တင်ပို့ရတယ်ထင်ပါတယ်နော်ဒါပေမဲ့အဆင့်ကျွန်တော်ကြည့်လိုက်တော့အဟုတ်တယ်ဟိုကဘာအဆင့်ဆိုရင်တော့ तू အဆင့်အသိအများကြီးမရှိဘူးအစ်စ်ဒါပေမဲ့လက်နက်တင်ပို့တဲ့နိုင်ငံအစ်စ်15လောက်ရှိတယ်2022ပုံဝင်ချင်းလောက်ကဆိုရင်ဟောတာပစ္စည်းတာကောင်းတယ်ဟို ဒီဒီတော့သိမတယ်နဲ Swift knife တော့ဘာလို့သူတို့ဟိုခါကြံ့ဝက်ဦးလေးလေးကကြီးလေးတွေပါအမ်အမ်နောက် Swift ကပစ္စည်းတော်ကောင်းတယ်ပြောတယ်ပစ္စည်းတွေကလေဟိုဟာသူထုတ်တဲ့ထုတ်ကွန်တအားကောင်းတယ်ပြောပြနေတော့ကောင်းอืมအရန်အရန်ကောင်းတယ်ကျွန်တော်ကတော့အဲ0ချီလေးပစ္စည်းအော်ဇီးတအားကြီးတယ်ဟုတ်တယ်ဟိုကျွန်တော်အဲ့ဒီဟိုဟာဘောနအတိတရောက်တော့ Switzerland သွားလေတော့ဥရောပကိုပတ်တာသူကပတ်စံသိရှိတာမဟုတ်သူအဲ့နဲ Switzerland တော့နောက်ဆုံးမှသွားတယ်အီတလီကနေသူဖြတ်ဝင်တာဗောနော်ဘာဖြစ်လို့ Switzerland နောက်ဆုံးမှသွားလဲဆိုတော့မဟုတ်ဘူးလေ တကယ်လို့မဆွေးစလောင်းအရင်သွားလိုက်မယ်ဆိုရင်ねငါပတ်စံကတခြားနိုင်ငံတွေသွားလို့လောက်ချင်မှလောက်တော့မယ်ကျွန်တဲ့နိုင်ငံတွေမှာသုံးပြီးတော့နောက်ဆုံးပိုတဲ့ပတ်စံအားလုံးဆွေးစလန်မှာသုံးတော့ဘောနော်ဥရောပမှာတော်တော်လေးကိုဈေးကြီးတယ်ပြောတာဒါပေမဲ့ဟိုလုံခြုံရေးလဲကောင်းတယ်လို့ပြောတာဘောနော်အဲ့နိုင်ငံကတော့တော်တော်လေးတော့ဟုတ်တယ်ဟုတ်တယ်တန်လဲတန်တာဘောနော်ဒီဒီဆိုရင်အခုအခုဒီဆွေးစလန်ကနေပြန်လာတဲ့အခါမှာဘောနော်ဟို UK နဲ့တွား compare လုပ်မိရပေါ့เนาะအဲ့တော့ပထမအဦးဆုံးတွား compare လုပ်တာကဈေးပေါ့เนาะအဲ့တော့အဲ UK နဲ့နှစ်ဆလောက်စီးကြီးတယ်အဆက်ဆက်အရရပေါ့เนาะဒီဒီရဆရာအိမ်မှာတွားနေခဲ့လို့ပေါ့เนาะအကယ်၍ hotel မှာဒါနေမယ်ဆိုရင်ရှင်းညတော့မှာပေါ့เนาะမွဲမှာပေါ့เนาะအဲ့တော့ hotel တွေကလည်းအရန်ဈေးကြီးရပေါ့เนาะဟိုအထူးသဖြင့်ဒီမြို့လေကောင်မှာဆိုရင်လုံးဝအဲတညတညကိုအဲ300 400လောက်ရှိရပေါ့เนาะအဲတော်တော်လေးကိုဈေးကြီးရပေါ့เนาะ အဲ့တော့အာကျန်တဲ့အစားအသောက်တွေဆိုရင်လည်းပေါ့နော်အမှဘာဘာကင်းတို့မက်ဒိုနယ်ရဆာပေါ့နော်အကုန်လုံးအမှနဆလောက်စီးကြီးတယ်ပြီးအခုနောက်တော့အကိုပြောလိုမျိုးပဲသူတို့နိုင်ငံကထွက်တဲ့ပျက်စီးတွေက quality အရန်ကောင်းတယ်လားအိုဂျာနေနေရလည်းမပြောနဲ့ပေါ့နော်သူတို့ကစစ်စစ်မာတာမပါတာဒါဒါပေမဲ့သူတို့ကစစ်ပြီးတွားတဲ့အချိန်တိုင်းမှာသူတို့ရှိရယ် red cross ပေါ့နော်အဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပေါ့နော်တချင်တရားဟုတ်တယ်အဲ့ဒါကဟုတ်တယ်ဟိုစစ်စစ်လန်ကနေအစာပြုခဲ့ရလေဟုတ်တယ်ဟုတ်တယ် နော်ဆူဆန်ဆိုလို့ကျွန်တော်အမှတ်မဲ့ရအောင်နော် तू ကဒီကုလသမဂ္ဂတော့ဘယ်ဖွဲ့မှမပါတာကုလသမဂ္ဂမှာတော့ तू မပါဘူးတကယ်2000လောက်မှသူကတော်တော်လေးနောက်ကျကုလသမဂ္ဂတော့ဝင်လိုက်ပါအဲ့ဒီအဖွဲ့အစည်းကတော့နောက်အကူအညီပေးဖို့တွေနောက်တစ်ခါ तू ကနိုင်ငံတကာမှာကုလသမဂ္ဂလိုပဲချက်ချင်းလိုဟာမျိုးပေါ့နော်အဲ့ဒါဆိုရင်ကုလသမဂ္ဂဝင်မှာပိုအဆင်ပြေမယ်ဆိုလို့သာဝင်လိုက်တော့တော်တော်နောက်ကျတယ်ဒါတော့ကုလသမဂ္ဂတော့ तू မဝင်ခြင်းအဲ့တော့ तू EU တို့ဘာလို့ NATO တို့ကလုံးဝမဝင်တာအဲ့တော့ NATO ကတော့တစ်ခါကျ तू မကျေနပ်ဘူးမြန်ငါတို့နိုင်ငံအားလုံးကမင်းဝိုင်းပြီးတော့ကာကွယ်ထားပြီးတလို့ပဲပေါ့နော် နိုင်ငံလေးတည်တည်လေးနော်တကယ်တည်တယ်ဆိုပေမဲ့သူစိတ်ကတော့ကြီးတယ်စိတ်ကြီးတယ်ဆိုတာဟုတ်တယ်လုံးဝသူကမကြောက်ဘူးဂျာမနီတွေပါတယ်ပေါ့နော်အဲဟစ်တလာလက်ထက်ကဆိုရင်နာဇီဂျာမနီဆိုအကုန်လုံးဝိုင်းပြီးတော့ကြောက်တာဆွစ်ဇာလန်မကြောက်ဘူးငါတို့တိုက်မှာပေါ့အဲ့လိုမျိုးပြန်ပြောနောက်တစ်ခုကသူတို့ရဲ့အားသာချက်တစ်ခုကဘာလဲဆိုတော့လူကောင်ကတည်တယ်သူကလှမ်းပြီးတော့ဂျာမနီကိုခြောက်တာဘယ်လိုခြောက်လဲဆိုတော့အဲ့ဒီမှာမြစ်တစ်စင်းရှိတယ်ရိုင်းမြစ်ဆိုတာဒီကောင်ဆွစ်ဇာလန်ကနေစပြီးတော့ဆင်းတယ်ဂျာမနီတွေကိုစီးဝင်တာတခုခုလှုပ်လှုပ်ရတော့မင်းတို့ကဒီမြစ်တွေကို ဟာအစိတ်လောင်းချလိုက်မှာဆွစ်ဇာလန်အစိတ်လောင်းရင်မင်းတို့ဂျာမနီတနိုင်ငံတို့ဒုက္ခရောက်သွားမှာပေါ့နော်အဲ့လို၆တယ်သူတို့တွေကအဲ့လိုဘာဖြစ်လို့လို့၆လဲဆိုတော့သူကအဲအရင်တော့မတော်တဆတစ်ခုဖြစ်ဘူးတာမတော်တဆဆိုဒီစက်ရုံတွေကနေပြီးတော့ဓာတုပစ္စည်းတွေပေါ့နော် မြစ်ထဲကိုရိုးပြီးတော့ပါသွားအဲ့နဲ့ဒီဆွစ်ဇာလန်ဒီစက်ရုံကနေပေါ့အဲ့ရနေပြီးကနဒီဂျာမနီတို့ပြင်သစ်တို့ဘက်ကနေပြီးတော့ဟာမျောလာပြီမင်းတို့အစိတ်တွေဆိုအဲ့မှာသူကစပြီးတော့တည်သွားတာအော်ဒီကောင်တွေဒီမြစ်ထဲကနေပြီးတော့အစိတ်လောင်းချလိုက်ရင်တော့ဒီကောင်တွေနိုင်ငံဒုက္ခရောက်ပြီဆိုပြီးတော့နိုင်ငံသားတည်ရတော့တော့ပြီးတော့၆တည်တယ်သူက ဒါပေမဲ့ဒီကနေ့လဲဆွစ်စီကဒါဒါဟုတ်တယ်။ညာလေကောင်းတယ်။ဒီကနေ့ Brain ကြီးရပါတော့။ဟုတ်တယ်။ဟုတ်တယ်။အဲ့တော့ဟုတ်တယ်ဟုတ်တယ်။ဒီဆွစ်ဇာလန်နိုင်ငံမှာဆိုရင်ဗျာဒီနိုင်ငံတကာကဘီလီယံနာတွေတော်တော်များများတွားနေကြတယ်ပေါ့နော်။အဲ့တော့သူတို့သူတို့ကြဟိုအရင်ကလေးကနေကိုသူတို့ရှိသူတို့ရှိမှာကဒီ Swiss Banks တွေအရင်နာမည်ကြီးရပေါ့နော်။အဲ့တော့ကိုက US မှာပတ်စံတားချမ်းတာလားဘယ်နိုင်ငံမှာပတ်စံတားချမ်းတာလဲပေါ့နော်။ဆွစ်ဇာလန်မှာလာနေအဲ့တော့အခွန်နည်းနည်းလေးပဲပေးစရာလိုတယ်။အဲ့လိုမျိုးလှုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့လား။ အဲ့တော့ကျွန်တော်နေခဲ့တဲ့နေရာရဲ့နားမှာဆိုရင်ပေါ့နော်ဒီ Paris Hilton တို့နေရဲ့နေရာပေါ့နော်ပြီးရင်အဲ့ဒီ Switzerland မှာကနာမည်ကြီးတဲ့သူတွေ Formula 1 driver တို့အရင်တော့ဆိုရင် Freddie Mercury ပေါ့နော် Queen Queen ရဲ့ singer ပေါ့နော်သူတို့တွေပါ Lake Lake Montreal မှာနေခဲ့တာအကုန်လုံးက Switzerland မှာပဲလာလာနေကြ UK မှာမနေဘူးဘာလို့ UK မှာနေရင်အခွန်ကအယံပေးရအဲ့တော့ Switzerland က brain အယံပေးရလို့လား ဟုတ်တယ်ဒါမှမဟုတ်ပါတော့ဒတိယစိတ်ထဲမှာပေါ့နော်အဲဆွစ်ဇာလန်ကနိုင်ငံကအရန်လာတယ်တွားလဲလို့ပဲကောင်းတယ်တကယ်တမ်းနေမယ်ဆိုရင်ပြင်းစရာကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်အဲဇူရစ်လိုမြို့မှာတော်မှာပေါ့နော်အဲလန်ဒန်နဲ့ရှင်းမယ်ဆိုတခြားစီပဲပေါ့နော်သူတို့ရဲ့မြို့လက်ကောင်းမှာလည်းအရန် quiet ဖြစ်တယ်လူအရန်မများဘူးပြီးရင်ဆိုင်တွေလည်းစောစောပိတ်တယ်ပေါ့နော်ဟိုအဲ့လိုမြို့ဟာရှိရဲ့ လန်ဒန်မှာဆိုရင်24နာရီကိုကြိုက်တဲ့နေရာတော့ပေါ့နော်လောက်လို့ရရတာအများကြီးရှိတယ်ဟိုမှာကျတော့ဟိုသူတို့ရဲ့မြို့တိဆောက်ပုံတွေတော်တော်များများကဒီတောင်အောက်မာတွေပေါ့နော်တောင်တောင်အောက်မာတွေတိဆောက်ထားတဲ့တောင်ချီလေးတမလိတ်ပေါ့နော်တောင်ချီမှာရှိတဲ့အင်းအိုင်လို့ခေါ်မလားပေါ့နော်ဒီအင်းအိုင်ပပတ်လေးဒီမှာမြို့တွေတိဆောက်ထားတဲ့အတွက်ကြောင့်မို့ပေါ့နော်အဲ့လိုမြို့လေးတွေအများကြီးရှိတယ်ဒါပေမဲ့မြို့အကြီးကြီးတွေကမရှိဘူးပေါ့နော် ။အော်မြို့အသေးလေးတွေပေါ့နော်။နော်အဆွေစလန်အလုံးကောင်းပါတယ်။တက်တက်ရရနေပေါ့နော်။ဒါပေမဲ့အဓိကပြဿနာဈေးကြီးတာပေါ့နော်။ဈေးတားကြီးတော့လေ။ဟုတ်တယ်။နည်းနည်းလေးဟိုခဏတစ်ဖြုတ်သွားလိုက်တာပဲကောင်းပါတယ်။ဒါတော့အကြိုက်တုံတုံလူတော့ကအကြိုက်ရမလွယ်ဘူးပေါ့နော်။အဲ့မှနေဖို့ဆိုတာ